ကဘာဘော်ကအစိုးရတွေဟာတောင်လိုပုံနေတဲ့ကျွေးမီဒီအောင်မှာရောက်နေကြလေဆိုတော့ဒီအချင်းတွေကိုဘယ်လိုများရောက်လာခဲ့ကြတာလဲပြီးတော့ဘိုးရေးကြည့်တာကဒီဂီတာအသံကဘယ်တော့ရက်မှာလဲဒီနေ့မှာတော့ဒီကဘာလုံးဆန်ရကျွေးမီပြဿနာကြီးတဲ့အတိမ်မနှက်ကိုအတူတူဆန်းစစ်ကြည့်ချင်အောင်ပါကဘာဒီကကျွေးမီကိုဆွဲနေပြီလေဟုတ်ပါပဲ Financial Times ကတုံ့နှုံခါတာပါဒီစကားကပြဿနာရဲ့အဓိကအချက်ကိုတဲတဲထိမှန်သွားတာပဲ တကယ်ကိုမူကြီးဆွဲဆွဲနေတယ်လို့ပါပဲအကြတဲ့တစ်ခုခုကြုံလိုက်တာနဲ့ဆွဲရတွေကလွယ်လွယ်ကူကူရတဲ့ပိတ်ဆံအဲပြောရရင်ကျွေးမိကိုပဲချက်ချင်းလမ်းယူလိုက်ကြရောလားဒါပေမဲ့လေဆွဲလိုက်မှုတိုင်းမှာတော့နောက်ဆက်တွဲဆိုတာကတော့ရှိတာပဲမဟုတ်လားတထောင်ခွဲရဲ့လေစမနာဒီခုနှစ်ကိုခဏလောက်စဉ်းစားကြည့်လားအဲဒါဒုတိယကဘာစစ်ကြီးပြီးလို့ကဘာကြီးတစ်ခုလုံးပြာပုံဘွားကန်နေပြန်ထူထောင်နေရတဲ့အချိန်လေအခုကျွန်တော်ရဲ့ကျွေးမိအစင်ကအဲ့ဒီအချိန်မျိုးကိုပြန်ရောက်နေပြီတဲ့ချမ်းသာချက်ကပါလဲဒီလား အခုကကဘာစကြီးမရှိဘဲနဲ့ဒီကျွေးမိတောင်ကြီးကိုရင်ဆိုင်နေရတာပါပဲကဲဒီပြင်းထန်တာကြီးကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးကြည့်ကြရအောင် ပထမဆုံးဒီကျွေးမိဆွဲလိုက်မှုကဘဲကဘယ်လိုစခဲ့တာလဲပြီးရင်ဒီစစ်တက်ကြီးတစ်ခုလုံးကိုထင်းချုံနေတဲ့ဘုံစည်းကွက်အကြောင်းစည်းကွက်ကတီးမခံနိုင်တော့တဲ့အခါဘာတွေဖြစ်လာတယ်လဲအမေရိကန်ကဘာကြောင့်ဒီဇယ်လက်မှအရေးပါတဲ့အခန်းကဏ္ဍကဘာနေရတယ်လဲနောက်ဆုံးမှာတော့ ဒီကနေရုံးထွက်ဖို့ဘလိုလမ်းနဲ့ရှိနိုင်မလဲဆိုတော့ကိုအသေးစိတ်ဆွေးနွေးတော့ကြပါမယ်။ဟုတ်ပြီပထမဆုံးအပိုင်းကိုစားလိုက်ကြရအောင်။ကမ္ဘာအစိုးရကြွေးမိလီကဘာလို့ဒီလောက်ထိတောင်မချုံစဘူးမြင့်တက်လာရတာလဲ။ဒီပြဿနာကနိုင်ငံငယ်လေးတွေမှာပဲခွက်ဖြစ်နေတာမဟုတ်ဘူးနော်။ကြည့်လိုက်ပါ။အမေရိကန်တရုတ်ဂျပန်လိုကမ္ဘာစီးပွားရေးကိုဦးဆောင်နေတဲ့နိုင်ငံကြီးတွေအားလုံးအားလုံးနှီးပါဒီကြွေးမိဝန်ထုံးဝန်ပိုးကြီးကိုထမ်းထားရတာ။ ပြောရရင်ကဘာအစည်းပွားရေးရဲ့ခေါင်းဆောင်တွေအားလုံးခြေချင်းဝတ်မှာတန်လုံးကြီးတလုံးစီခြည်ထားတယ်လို့ဖြစ်နေတာပါဒီအခြေအနေရောဘလို့ရောက်လာခဲ့တာလဲဆိုတော့အဓိကတရားခံကလွန်ခဲ့တဲ့20အတွင်းမှာကဘာရုပ်ရိုက်ခတ်ခဲ့တဲ့ဓမိုင်းဝင်အချက်အသေးကြီး၃ခုပါပဲ2000ချက်မှာဘန်းတွေမပြိုလဲအောင်ကဲခဲ့ရတယ်2020မှာကိုဗစ်ကပ်ရောဂါကြောင့်စီးပွားရေးတစ်ခုလုံးကထောက်ပံ့ခဲ့ရတယ်2020နှစ်မှာတော့ဥရောပကစစ်ပွဲကြောင့်ဖြစ်လာတဲ့စွမ်းရင်အချက်အသေးဟုဖြေရှင်းခဲ့ရတယ် အချိန်တိုင်းအချိန်တိုင်းမှာအစိုးရတွေကနောက်ဆုံးကဲတင်းရှင်အဖြစ်ရှေ့ထပ်ပြီးကျွေးမီအစ်တစ်တွေယူခဲ့ရတာချိပါပဲကဲအခုဒီကျွေးမီတွေအယောင်အဝယ်ချင်းနေတဲ့စစ်မီပြင်လွတ်တင်စားခေါ်လို့ရတဲ့နေရာတွေကိုဝင်ကြည့်ကြရအောင်ဒီဈေးခွက်နောက်ဘသူတွေကအဓိကကစားတော့မာတွေလဲသူတို့ရဲ့စီမင်းတွေကဘာတွေလဲဆိုတာကိုနားလည်တာမလို့ပါတဲ့အစိုးရဘုံဆိုတာဘာလဲအရန်ကြီးခေါင်းရှော့ခံနေရှာမလို့ပါဘူးရိုးရိုးလေးပဲဒါဟာအစိုးရကနေ ျွန်တော်တို့ပိုက်ဆံပြန်ဆက်ပမယ်ဆိုပြီးထုတ်ပေးတဲ့ကတိစာချုပ် IOU တခုပါပဲ။ယင်းဤမြုံနန်ထူတွေကအစိုးရကိုပိုက်ဆံချေတယ်။အစိုးရကအတူနဲ့အတူတမတ်ထရဲ့မှပြန်ဆက်မယ်လို့ကတိပေးတယ်။ဒါပါပဲ။ဟုတ်ပြီ။ဒီမှာအញ្ញញံကိုအရေးကြီးတဲ့အချက်တခုကိုမှတ်ထားဖို့လိုပြီ။အဲ့ဒါကဘာလဲဆိုတော့ဘုံစင်နှုံးနဲ့အထွန်းနှုံးလို့ခေါ်တဲ့ရေကပြောင်းပြန်အချိုကျနေတာပဲ။နည်းနည်းရှော့သွားလား။ရိုးရိုးလေးစဉ်းစားကြည့်အောင်။ တရားတန်တဲ့ဘုံတစ်ခုကနေတနစ်ကိုအတိုး9ချက်ရတယ်ဆိုကြပါစို့โอเคဒါပေမဲ့အဲ့ဒီဘုံကိုဘယ်သူမှမလိုချင်တော့လို့ဈေးဒီကြပြီး80နဲ့ပဲဝယ်လို့ရတော့မှာဆိုရင်ရောအဲ့ဒီခါမှာ80ပဲရင်းပြီးအတိုး9ချက်ရနေတာဆိုတော့ကို့အတွက်အကျိုးမြတ်ကပိုများတော့တယ်လို့ထွက်သွားတာပေါ့အဲ့ဒါကြောင့်ဘုံစေးကြသွားရင်အထွတ်နှုံးရေကတက်လာတယ်လို့ပြောတာပါဒီအထွတ်နှုံးတက်တကဘာဘာလို့တီလောက်အရေးကြီးနေရတာလဲအကြောင်းရင်းကတော့ဒါဈေးွက်ထက်ကကနန်းတစ်ခုတက်တက်မဟုတ်လို့ပါပဲ အစိုးရဘုံရဲ့အထွန်းနှုံးကတနင်္ဂနွေလုံးမှာရှိတဲ့အတိုးနှုံးအားလုံးအတွက်အခြေခံစံနှုန်းလိုဖြစ်နေတာပါဆိုတော့ဒါတက်လာပြီဆိုရင်အစိုးရကငွေချေတဲ့အခါအတိုးပူပေးရတယ်လို့ပဲအင်ွယ်ဖို့ကာဝယ်ဖို့ချင်းွေယူတဲ့အခါပေးရမယ့်တိုးနှုံးတွေပါအကုန်လိုက်တက်လာတော့တာပါပဲဒီနေရာမှာပဲဇလန်းရဲ့အရေးပါတဲ့ဇက်ကောင်အုပ်စုတစုပေါ်လာပါပြီသူတို့ကဘွန်အာနာရှင်မြဘွန်ဗီဂျီလန်တက်စ်လို့ခေါ်ကြတယ် သူတို့ကဘာတို့လဲဆိုတော့ယင်းနီမြုံနန်းသူကြီးတွေပါအစိုးရတရက်ကပိုက်ဆံကိုဖိကတ်တဆန်းတုံးနေပြီးတာဝန်မဲ့လာပြီလို့သူတို့ကထင်လိုက်တာနဲ့သူတို့လက်ထက်ကဘုံတွေကိုအလုံးအရင်းနဲ့ရောင်းချပြီးအစိုးရကိုအဖြစ်ပေးတတ်ကြတယ်သူတို့ဟာဈေးကွက်ရဲ့မကြေညာထားတဲ့တရားသူကြီးတွေလို့ပါပဲအဲ့ဒီတော့ကမ္ဘာပန်တိုင်းလောကမှာအင်အားကြီးနှစ်ခုအမြဲတမ်းအားပြိုင်နေတယ်လို့မြင်နိုင်ပါတယ် တစ်ဖက်မှာစီးပွားရေးမပြိုလဲတော့ bond တွေပဲအတုံးလုံးတွေကိုထိန်းချုပ်ပေးနေတဲ့ဗဟိုးပိုင်တွေရှိတယ်။နောက်တစ်ဖက်မှာကျတော့အစိုးရရဲ့အထုံးဆွဲကိုလုံးဝမကြိုက်တဲ့အခါ bond တွေရောင်းချပြီးအတုံးလုံးကိုတက်အောင်လုပ်တဲ့ bond အာဏာရှင်တွေရှိနေပါတယ်။ဒါကတကယ့်ကိုအားပြိုင်နေတဲ့အာဏာလုံးဆွဲပွဲကြီးတစ်ခုပါပဲ။ဒီဘောအနာရှင်တွေဒေါ်သက်ထွက်လာတဲ့အခါဘလောက်တောင်ကြောက်စရာကောင်းသလဲဆိုတာကိုမချသေးခင်က UK နိုင်ငံမှာတကယ်ဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုနဲ့လေ့လာကြည့်အောင်ပါ။ ခထောင်းနစနခွန်နီမှာ UK ဝင်ကြီးချုပ် List Trash ရဲ့အစိုးရကအခွန်အအကြီးကျယ်ရွှတ်ချမဲ့အစီအစဉ်ကိုကြီးညာလိုက်ခဲ့။ဒါပေမဲ့အဲ့ဒီအတက်လိုတဲ့ပိတ်ဆံကိုဘယ်ကရမလဲဆိုတာကိုရှင်းမပြခဲ့ဘူး။အဲ့ဒီမှာတင်ရှက်ချင်းပဲဈေးကွက်ကပုံကန်ပါတော့တယ်။ယင်းနီမြူနန်တူတွေက UK ဘုံးတွေကိုအပြန်ဆိုင်ရောင်းချကြတယ်။ဂျပန်အီးအတွက်မှာပဲအတိုးနှုံးတွေထောင်တက်သွားပြီးဘဟုပန်ကအေးပေါ်ဝင်ကြရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါဟာဈေးကွက်ကိုရှော့တွက်လို့လုံးဝမရဘူးဆိုတာကိုပြန်လည်ကတင်ကန်းစာကောင်းတစ်ခုပါပဲ UK မှာဖြစ်သွားတဲ့ဒီဖြစ်ပျက်ဟာတခြားကျွေးမိများနေတဲ့နိုင်ငံတွေအားလုံးအတွက်အိမ်မက်ဆိုဝနီလက်နိုးစီတဲ့တတိပြေးခေါလောင်းဆန်တစ်ခုလိုပါပဲဈေးကွက်ရဲ့တိခနိုင်စွမ်းမှာလည်းအတိုက်အတာတစ်ခုပဲရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိသိပြသွားခဲ့တာပါကဲအခုကျွန်တော်တို့ရဲ့အာယုံကိုကဘာစီပွားရေးအချက်အချာဖြစ်တဲ့ American ပြည်ထောင်စုဘက်ကိုပြောင်းကြည့်ရအောင် အမေရိကန်ဟာရေးပါတယ်လို့သူ့ရဲ့ဘန်ဒါရေးအခြေအနေကလည်းတော်လီကိုစိုးရင်စရာဖြစ်နေပါတယ်ဒေါ်လာ88တန်ဘီလီယံဒီကနန်းကိုမှထားပါဒါအမေရိကန်ဆိုရကပြီးခဲ့တဲ့နှစ်တစ်နှစ်တည်းမှာကျွေးမိအတိုးချိပဲပေးခဲ့ရတဲ့ပမာဏပါဒီထက်ပိုမီထိတ်လန့်စရာကောင်းတာကဒီပမာဏဟာသူ့ရဲ့ကာကွယ်ဘတ်ဂျက်တစ်ခုလုံးထက်တောင်ပိုများနေတယ်ဆိုတာပါပဲစဉ်းစားကြည့်ပါစစ်တပ်တစ်ခုလုံးအတွက်သုံးတာထက်အကျွေးတိုးဆက်ရတာကပိုများနေပြီ ဒီလိုအခြေအနေမျိုးဟာစီးပွားရေးပညာရှင်တွေအစိုးရင်ဆုံးထည့်တဲ့ကျွေးမီထောင်ချောက် debt trap တွေကိုဥတည်နေတာပါပဲ။ဒါကဘယ်လိုမျိုးလဲဆိုတော့ credit card ကျွေးဆပ်ဖို့နောက်ထပ် credit card အသစ်တစ်ခုထပ်လျှောက်ရတယ်လို့မျိုးပေါ့။အတိုးဆပ်ဖို့ထပ်ပဲအကျွေးအသစ်တွေထပ်ယူနေရတဲ့ဘလို့မယုံထွက်လို့မရတဲ့တန်တရာအထက်ကိုရောက်သွားတာမျိုးပါ။ဒါပေမဲ့အစိုးရလုံငွေဖြတ်တာတိုင်းဟာမကောင်းဘူးလို့တော့လူလိုင်းကတနည်းတညတိတမောမတူကြပါဘူး။တချို့စီးပွားရေးပညာရှင်တွေအထူးသဖြင့် Stephanie Kelton တို့ကတော့ဒီလိုရှုမြင်ကြတယ်။ အစိုးရရဲ့အတုံးစရိတ်ဒါမှမဟုတ်လုံငွေဆိုတာတကယ်တော့စီးပွားရေးတဲကိုငွေထည့်ပေးလိုက်တာပဲအဲ့ဒီငွေတွေက P2 တွေနဲ့ကုမ္ပဏီတွေအတွက်ဝင်ငွေဒါမှမဟုတ်ပုံငွေထည့်လာတယ်လို့ဆိုပါတယ်သူတို့ရဲ့စကားနဲ့ပြောရရင်အစိုးရရဲ့အနီရောင်မင်းကကျွန်တော်တို့ရဲ့အနက်ရောင်မင်းပဲဆိုတဲ့သဘောတရားမျိုးပါဟုတ်ပါပြီနောက်ဆုံးပိုင်းမင်းနဲ့ဒီကျွေးမီရဲ့ချက်အတဲချီကိုဖရီရှင်းမှုအစိုးရတို့ရင်ဆိုင်နေရတဲ့ခက်ခဲလို့နဲ့ရွေးချယ်မှုတွေကိုလေ့လာကြည့်ကြအောင်ဒီကျွေးမိတောင်ကြီးကိုဖြည့်ရှင်းဖို့တမိုင်းခိုပြန်ကြည့်ရင်နှာချင်းစရာကောင်းတဲ့လမ်းသုံးတွယ်ပဲအကျန်းဖြစ်ရှိပါတယ် နံပါတ်၁ချိုးချံချွေတာရဲ့ austerity ဆိုလိုတာကအစိုးရအထုံးစစ်ကိုအကြီးအကျယ်ဖျက်တောက်တာဒါကပြည်သူဝန်ဆောင်မှုတွေကိုထိခိုက်ရှင်းနိုင်တယ်နံပါတ်၂ငွေကြေးဖောင်းဖောင်းမှုငွေဖောင်းမှုမှုကိုတမင်တကာမြင့်အောင်ထားပြီးအကျွေးတံဖိုးကိုတိတ်တဆိတ်လျော့ကြတောင်းအောင်ယောက်တာဒါကတော့ငွေစုထားတဲ့သူတွေကိုနစ်နာစေတယ်နောက်ဆုံးနံပါတ်3ကတော့ဗန်ဒါကြီးဆန်ရဖိနှိပ်မှု financial repression မှာဗန်ဒါရဲ့ပင်စင်ရမငွေတွေကိုအစိုးရဘုန်းတွေအတိုးနဲ့နဲ့အတင်းချဝယ်ခိုင်းတာမျိုးပေါ့ဗန်ဒါရဲ့သမိုင်းပညာရှင် Resnavier ရဲ့ဒီစကားက ဗန်နိုင်းဆန်ရဖိနှိမ်မှုဆိုတဲ့အယူအဆကိုထင်ထင်ရှားရှားဖော်ပြနေတာပါပဲဆိုလိုတာကအစိုးရလေကဈေးကွက်ကိုလုံးဝ group site ကိုပဲငါတို့ရဲ့ဘုံတွေကိုမင်းတို့ဝယ်ကိုဝယ်ရမယ်ဆိုပြီးအာနာသုံးပြီးအမိန်ပေးလိုက်တာမျိုးပါဒါဟာဘုံအာနာရှင်တွေကိုအနိုင်ကျင့်ပြီးသူတို့ရဲ့အာနာကိုချုံနှိမ်လိုက်တာနဲ့အတူတူပါပဲဒီရှင်းလင်းတင်ပြချက်ကိုအဖြစ်မရှိသေးတဲ့မိခွန်းတစ်ခုနဲ့ပဲအဆုံးတတ်ပါစေလာမယ့်နှစ်တည်းမှာကမ္ဘာစီးပွားရေးကိုအဆုံးဖြတ်ပေးမယ့်ဒီစစ်ပွဲကြီးမှာ အကန့်တမရှိငွေစက်ကူရိုက်ထုတ်နိုင်တဲ့အစိုးရတွေကအနံ့ရသွားမလားဒါမှမဟုတ်သူတို့ရဲ့ပိတ်ဆံတွေကိုရုပ်သိမ်းပြီးထွက်သွားနိုင်တဲ့ဈေးကွက်ကအာဏာရှင်တွေကပဲအနံ့ရသွားမလားဒါတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ့်အလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်